မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ23ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်မြို့သိမ်းတိုက်ပွဲသတင်းကတော့မန္တလေးတိုင်းမိုးကုံမြို့ကိုအလုံးစုံတိတ်ပိုက်ထိမ့်ချုပ်နိုင်ဖို့အတွက်တော်လိုင်းတပ်တွေကဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီးတော့မနေ့ကစပြီးတော့မိုးကုံအရှိပိုင်းမှာတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်10276ဆင်ရေးအပိုက်နဲ့အဖြစ်ဇွန်လ25ရက်ကစတင်ပြီးတော့မိုးကုံမြို့ကိုထိုးစစ်ဆင်တိုက်ခိုက်နေပြီးမိုးကုံမြို့အနောက်ပိုင်း ကြက်ပြင်ကိုတိမ့်ပိုက်ထားပြီဖြစ်ကမျိုးလုံးကျော်ထိန်းချုပ်နိုင်ဖို့အတွက်တော့မိုးကုတ်အရှိပိုင်းမှာဆက်ဆက်ခန်း၄ခုကြန့်ရှိနေသေးတယ်လို့တောင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNL သတင်းနဲ့ပြန်ကြားရေးတာဝန်ခံလွေးရည်ဦးကပြောဆိုထားပါတယ်မိုးကုတ်မျိုးတမျိုးလုံးကိုထိန်းချုပ်နိုင်ဖို့ဆိုရင်မိုးကုတ်အရှိပိုင်းမှာစစ်ကောင်စီတပ်စခန်းတွေကြံပါသေးတယ် အဲ့ဒီတပ်စခန်းတွေဆိုရင်၄ခုလောက်တော့ကျန်သေးတယ်အဲ့ဒါကြောင့်မို့လက်ရှိမှာဒီစခန်းတွေကိုတင်းနိုင်ဖို့ထိုးစစ်ဆေးတိုက်ခိုက်နေတာဖြစ်ပါတယ်လို့ပြောဆိုခဲ့ပါတယ်မိုးကုတ်အနောက်ပိုင်းကြက်ပြင်ကိုအပြည့်အဝထိန်းချုပ်ထားပြီးတော့ဒေသခံပြည်သူတွေပုံမှန်အတိုင်းတွာလာလှုပ်ရှားရောင်းဝယ်ဖောက်ကားနေတဲ့ပုံတွေကို TNL ကဇူလိုင်လ9ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်မိုးကုတ်မြို့အနောက်ပိုင်းကိုတော့ TNL တပ်ဖွဲ့တွေနဲ့ပူးပေါင်းတပ်ဖွဲ့တွေပူးပေါင်းပြီးတော့ထိန်းချုပ်ပြီးသားဖြစ်ပါတယ်လက်ရှိမှာတော့ဒေသခံတွေကဈေးတွေခင်းတာမျိုးဈေးရောင်းဝယ်နေတာမျိုးတခြားသူတွေကနေရက်ကိုပြန်လာတာမျိုးတွေလည်းတွေ့ရပါတယ်လို့ TNLA သတင်းမှပြန်ကြားရေးတာဝန်ခံလွေရည်ဦးကပြောဆိုထားပါတယ်မိုးကုတ်မြို့အရှိပိုင်းကစစ်ကောင်းစီအုပ်စုရဲ့လက်ကျန်စက်ခန်းတွေကိုတော်လိုင်းတပ်တွေကဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်နေတာလို့မိုးကုတ်တိုက်ပွဲမှာပါဝင်တဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးမန္တလေး PDF သတင်းနဲ့ပြန်ကြားရေးတာဝန်ခံကိုအော့စမွန်က ပြောကြားထားပါတယ်မိုးကုတ်မှာရှိတဲ့လက်ကျန်တပ်စက်ခန်းတွေကိုတော်လိုင်းအင်အားစုတွေတော်လိုင်းတပ်ဖွဲ့တွေကဝိုင်းရံပိတ်ဆို့ထားပါတယ် ဇူလိုင်လ12ရက်မနေ့ကစပြီးတော့မိုးကုံမြို့အရှိပိုင်းကစစ်ကောင်စီအုပ်စုတပ်ဆွဲထားတဲ့မင်းတရာရက်ကွက်လျှက်စစ်ရုံးနဲ့ပန်းမထိတ်ရက်ကွက်တွေမှာတိုက်ပွဲတွေဖြစ်ပွားနေပြီးတော့လက်နက်ကြီးကြားရောက်ပောက်ကွဲလို့နေအိမ်မီးလောင်တာပျက်စီးတာတွေရှိတယ်လို့ဒေသခံသတင်းရင်းမြစ်ကပြောကြားထားပါတယ်။မင်းတရာရက်ကွက် EPC ရုံးလျှက်စစ်ရုံးဝင်းနဲ့ အုတ်ဆောင်တောင်ဘက်ပန်းမထိတ်ပေါ်တော်မူဖျားနားတွေမှာစစ်ကောင်စီအုပ်စုတွေရှိတယ်လို့ကြားတယ်လို့မြို့ကန်တူကပြောပါတယ်။မိုးကုံမြို့တွင်လူနေရပ်ကွက်တွေထဲမှာစစ်ကောင်စီအုပ်စုကတပ်ဆွဲကနေရာယူထားခဲ့ပေမဲ့လက်ရှိမှာတော့ဗျူဟာကုန်းမှာပဲအင်အားသွားစုနေပြီလို့ယူဆရကြောင်းဒေသခံတော်လိုင်းအင်အားစုတွေကပြောပါတယ်။မိုးကုံမြို့အရှိပိုင်းမှာစစ်ကောင်စီအုပ်စုရဲ့ဗျူဟာကုန်းရဲစခန်းနဲ့ထွေအုပ်ရုံးတွေတည်ရှိပါတယ်။မိုးကုံမြို့အရှိပိုင်းနဲ့မိုးကုံမြို့အနောက်ပိုင်းကျပ်ပြင်ဟာ ခွနမိုင်ပတ်ဝန်းကျင်သာကွာဝေးပြီးတော့တိုက်ပွဲဆဖြစ်တဲ့ဇွန်လ25ရက်နေ့ကစပြီးတော့မိုးကုတ်အရှိပိုင်းနဲ့အနောက်ပိုင်းကူးတန်းသွားလာနေတဲ့လမ်းကိုစစ်ကောင်စီအုပ်စုကပိတ်ဆို့ထားတယ်လို့သိရပါတယ်။ ဇွန်လ25ရက်နေ့ကနေစတင်ခဲ့တဲ့မိုးကုတ်မြို့သိမ်းတိုက်ပွဲအတွင်းမှာတိမ့်နဲ့ချီတဲ့ပြည်သူတွေပိတ်မိနေပြီးတော့လမ်းပန်းဆက်သွယ်ရေးပြတ်တောက်ကကုန်စီစီးဆင်းမှုမရှိလို့ဒေသခံတွေရဲ့စားဝတ်နေရေးအခက်ကြုံနေရတယ်လို့သိရပါတယ်။ဒါ့အပြင်မိုးကုတ်မြို့မှာဖြစ်ပွားတဲ့တိုက်ပွဲတွေအတွင်းမှာစစ်ကောင်စီအုပ်စုကလေကြောင်းကနေဘုံကျဲတာလက်နက်ကြီးနဲ့ထုတာတွေကြောင့်တန်ဃာတော်တွေအပါအဝင်မြို့ကန်ပြည်သူ73ဦးသေဆုံးကထိခိုက်ဒဏ်ရာရရှိသူ78ဦးရှိပြီးတာသနိကအဆောက်အဦတွေအပါအဝင်အိုးအိမ်22လုံးပျက်စီးခဲ့ရတယ်လို့ဒေသခံတွေကပြောပါတယ်။ TNL အနေနဲ့တိုက်ပွဲတွေအတွင်းမှာ မှာပြည်သူတွေမထိခိုက်စေဖို့အတွက်အလေးထားဆောင်ရွက်နေတယ်လို့နှွေးရည်ဦးကပြောပါတယ်။တကယ်လို့တိုက်ပွဲကလာအတွင်းမှာဆိုရင်ဒေသခံလူထုတွေထိခိုက်မှုမရှိအောင်ထိခိုက်မှုလျော့နည်းသွားအောင်ကျမတို့ဟာစစ်စင်ရေးကိုဖော်ဆောင်နေတဲ့ဥဆောင်နေတဲ့စစ်ဦးစီးမှုတွေကနေတစ်ဆက်အခြေအနေအရရက်ကိုတုံးသက်ပြီးတော့မှကျမတို့ဒီစစ်စင်ရေးကိုဖော်ဆောင်နေတာဖြစ်ပါတယ်လို့ပြောဆိုခဲ့ပါတယ်။ ်မိုးကုတ်မြို့သိမ်းတိုက်ပွဲတွေအတွဲမှာတောင်းတမတော် DNL နဲ့အတူပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးမန္တလေး PDF မိုးကုတ် view ဟာ PDF 9ပြက်3တိုက်ရင်နဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖမိုးကုတ်တို့လည်းပူးပေါင်းပါဝင်တိုက်ခိုက်နေကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရှမ်းမြောက်လာရှုံမြို့မှာရှိတဲ့မဲဟန်ဘက်ဂိတ်အဝင်ထွက်တွေကိုစစ်ကောင်စီတပ်နဲ့ကိုကန့်တပ်ကတင်းကျပ်ထားပြီးတော့အဝင်ကိုတော့စစ်ကောင်စီဘက်ကလက်မခံတော့ဘူးဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်ဒီကနေ့ဇူလိုင်လ23ရက်နေ့မှာလာရှုံအဝင်ထွက်တွေကိုစစ်ကောင်စီဘက်ကဆက်ဆင်းနေပြီးတော့တင်းကျပ်ထားတယ်လို့ဆိုပါတယ်အထွက်ကရတယ်တချို့ကအဝင်မရဘူးဝင်လာနိုင်တဲ့သူတွေလည်းရှိကြတယ်တော်တော်ကိုပြောယူမှရတယ်အဝင်ကတော့မနက်ပိုင်းအထိကိုလုံးဝမရဘူး မေဟန်အထွက်ဘက်ဂိတ်မှာစစ်သားကကားသမားတွေကိုအော်ပြီးတော့ဆူဆဲနေတယ်လို့ပြောဆိုခဲ့ပါတယ်။အလားတူပဲလာရှိုးမျိုးရဲ့မေဟန်ဂိတ်အနီးတစ်ဝိုက်မှာလဲကိုကန့်တက်တွေရောက်ရှိနေပြီးတော့ကိုကန့်ဘက်ကလာရှိုးအဝင်ကားတွေကိုပေးမဝင်တာတွေရှိတယ်လို့နောက်ထပ်ဒေသခံတအုပ်ကပြောပါတယ်။အခုမေဟန်ရဲ့ဟိုဘက်နဲ့ဒီဘက်မှာနှစ်ဖွဲ့စလုံးရှိနေတယ်။မနေ့ကတော့သူတို့လာရှိုးတဲကိုလုံခြုံရေးကြောင့်ပေးမဝင်ဘူးတဲ့။ဒီနေ့နောက်ဆုံးစစ်ဆောင်ရမယ်ဆိုတဲ့သတင်းတွေလဲထတ်ထွက်နေတယ်လို့ပြောပါတယ်။ ဒါအပြင်ဒီကနေ့မနက်လာရှိုးမြို့ပြင်မှာကားတွေထွက်ဖို့တန်းစီစောင့်ဆိုင်နေရကြောင်းစစ်ရှောင်းတို့ကပြောလာပါတယ်။လာရှိုးကနေပြီးတော့တောင်ကြီးဘက်ကိုစစ်ရှောင်းမလို့မနက်ကသွားတာကျွန်တော်တို့ဘက်က၃ရောက်ရှိတယ်။ကားတွေထွက်ဖို့လမ်းပိတ်နေတာအများကြီးပဲ။အဲ့ဒီကားတွေကိုကြည့်ပြီးတော့မဆောင်းနိုင်လို့ပြန်လှည့်လာရတယ်။အဝင်ကမရဘူးလို့ပြောပါရတယ်။လက်ရှိလာရှိုးမြို့မှာတိုက်ပွဲတွေကြောင့်မြို့ပေါ်မှာရှိတဲ့လူကြီး60ရာခိုင်နှုန်းလောက်ဟာစစ်ရှောင်းသွားကြပြီးတော့လာရှိုးမဲဟန်နဲ့ ဟိုပိတ်ဂုံညူရွာနှစ်ဖက်စလုံးမှာအဝင်ထွက်တွေကိုတင်းကျပ်ထားကြောင်းသိရှိရပါတယ်။လာရှိုးမြို့မှာစစ်ကောင်စီတပ်နဲ့ကိုကန့်တပ်ဦးဆောင်တဲ့တော်လိုင်းရေးမဟာမိတ်အင်အားစုတွေပြီးခဲ့တဲ့ဇွန်လ3ရက်နေ့ကစတင်ပြီးတော့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကမဟာမိတ်တပ်များကလာရှိုးမှာရှိတဲ့ခလာရတာပုံ68မိုင်းရ60ခွန်ရန်တိုင်းအောင်အရှိ41တပ်ခမာရ900ခွန်တပ်နဲ့ နံပေါင်းနှစ်ကိုတက်စခန်းတွေကိုအပြန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။လာရှိုးမြို့မှာတိုက်ပွဲ17ရက်ကာလအတွင်းမှာလေးချောင်းတိုက်ခိုက်မှုနဲ့ short တိုက်ဒုံးတွေကြောင့်ပျက်စီးဆုံးရှုံးသွားတဲ့နေအိမ်နဲ့ထိခိုက်ဒဏ်ရာရရှိသူတွေလည်းနေစဉ်နဲ့အမျှတိုးလာပြီးတော့ဇူလိုင်လ3ရက်နေ့ကနေ23ရက်နေ့အထိကလေးငယ်၄ဦးအပါအဝင်32ဦးသေဆုံးခဲ့ပြီး36ဦးဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်အရှေ့ပိုင်းမိုင်းရဲမြို့ပေါ်မှာ SSPP တပ်သား300ထက်မနည်းရောက်ရှိနေပြီးတော့မြို့နယ်ပတ်ပတ်လည်မှာ SSPP တပ်များကဝိုင်းထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဇော်လိုက်လ73ရက်နေ့မနက်6:00နာရီဝင်းကျယ်အချိန်မှာမိုင်းရဲမျိုးပေါ်ကိုလော်လီကားများဒဘကတ်ကားများနဲ့ SSPP တပ်များကအလံထောင်ပြီးတော့ဝင်ရောက်လာပြီးမျိုးရဲနေရာအချက်ချကြတဲ့လမ်းစုံများမှာစောင့်ကြပ်နေတယ်လို့သိရပါတယ်မျိုးပေါ်မှာရဲစခန်းနဲ့စစ်တပ်စခန်းတချို့ရှိတော့လဲပစ်ခတ်မှုမရှိဘူးလို့သိရပါတယ်မျိုးပေါ်မှာလမ်းစုံလမ်းကွာတွေမှာ SSPP တပ်တွေကားပေါ်မှာအလံတွေထောင်ထားတယ်မျိုးပေါ်နေရာပေါင်းစုံမှာ SSPP တပ်သားတွေရှိနေတယ် မြို့ပေါ်နဲ့မြို့အဝင်ထွက်တယ်မှာပါဆိုရင်တပ်သား800ကျော်လောက်တော့ရှိမယ်အင်အားတော့အတော်ကုန်များတယ်လို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်မိုင်းရဲနဲ့ကရက်ရှိတယ်တန်ရမ်းမြို့ကိုလည်းဇူလိုင်လ17ရက်နေ့မှာ UWSA တပ်ဖွဲ့ဝင်2000ကျော်နဲ့ဝင်ရောက်သိမ်းဆီးလိုက်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ NLD အစိုးရလက်ထက်ကရန်ကုန်တိုင်းလုံခြုံရေးနဲ့နေဆက်ရေးရဝန်ကြီးအဖြစ်နဲ့တာဝန်ထမ်းဆောင်ခဲ့တဲ့ရန်ကုန်တိုင်းဦးစီးချုပ် ဘုံမှုချုပ်အောင်စိုးမိုးကိုဗိုလ်ချုပ်ယာဒူးတိုးပြီးတော့တွဲဘက်စစ်ထောက်ချုပ်အဖြစ်နဲ့ခန့်အပ်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်တပ်ကတော့အပတ်စဉ်39ကြောင်းစင်ဘိုးချုပ်အောင်စိုးမိုးဟာ2020ခုနှစ်ဇွန်လလမှာရန်ကုန်တိုင်းစစ်ဌာနချုပ်ရဲ့တိုင်းဦးစီးချုပ်ဘုံမှုချုပ်ယာဒူးနဲ့ခန့်အပ်ခြင်းခံခဲ့ရပြီးတော့လေးနှစ်အကြာမှာတွဲဘက်စစ်ထောက်ချုပ်အဖြစ်နဲ့ခန့်အပ်ခြင်းခံခဲ့ရခြင်းဖြစ်တယ်လို့သိရပါတယ်။ဘိုးချုပ်အောင်စိုးမိုးဟာ2018ခုနှစ်ဇွန်လကနေ2020ခုနှစ်ဇွန်လအထိရန်ကုန်တိုင်းလုံခြုံရေးနယ်နယ်စပ်ရေးရာဝန်ကြီးအဖြစ် ဘုံမူကြီးယာဒူးနဲ့တာဝန်ယူခဲ့ပြီးတော့ NLD အစိုးရရဲ့ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနဲ့အတူရန်ကုန်တိုင်းအစိုးရတာဝန်များကိုထမ်းဆောင်ခဲ့မှုကြောင့်တရင်ရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းစားတော်မျိုးမရဲစခန်းကို PDF တပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ရာအကြမ်းဖက်စစ်ကောင်စီဘက်က15ဦးတေဆုံးပြီးဒဏ်ရာရရှိသူတွေများပြားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဇော်လိုက်လာ၁၂ရက်နေ့မနက်၁၇နာရီကမှစားတော်မျိုးမှရဲစခန်းကို PDF တပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့အကြမ်းဖက်စစ်ကောင်စီဘက်က၁၅ဦးထက်မနည်းအသေးဆုံးကထိခိုက်ဒဏ်ရာရရှိသူတွေအများပြားခဲ့တယ်လို့သိရပါတယ်။ကျွန်တော်တို့စားတော်တိုက်ပွဲမှာ RPG အများပြားအသုံးပြုခဲ့တယ်လို့စနိုက်ပါကိုလည်းအသုံးပြုခဲ့ပါတယ်။စစ်ကောင်စီဘက်ကတော့၁၅កောင်ထက်မနည်းအသေးဆုံးပြီးအများပြားဒဏ်ရာရရှိခဲ့တယ်။ကျွန်တော်တို့ဘက်ကတော့အထိခိုက်မရှိဘူး။ည၉နာရီမှာပြန်ဆုတ်ခဲ့ရတယ်။တပ်ပြန်ဆုတ်ခဲ့တဲ့အကြောင်းရင်းကလည်းစစ်တပ်ဘက်ကလေရင်တွေနဲ့အင်အားသုံးလာတာကြောင့်မဆိုင်တဲ့ရဲသားတွေထိခိုက်နေတာမှမများရအောင် နောက်ဆုတ်ခဲ့ရတာပါလို့မြင်းကြံခရိုင်တရင်ခွန်0ပျောက်ကြားတပ်ဖွဲ့ကကိုတက်ကြီးကပြောကြားထားပါတယ်တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးသူများပြခဲ့ခြင်းကြောင့် စစ်ကောင်စီကစားတောင်ရဲစခန်းအနီးပတ်ဝန်းကျင်နဲ့ရဲစခန်းအနောက်ဘက်ကို Y12 Jet Fighter Mi-35 တို့နဲ့ဘုံကျဲပစ်ခတ်တိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်ဘုံကျဲချရာနေရာကိုလည်းပြည်သူများဝင်ထွက်သွားလာခွင့်မရအောင်လုံခြုံရေးချပြီးတော့ပိတ်ထားတယ်လို့သိရပါတယ်။ရွာမှာစစ်ကောင်စီစခန်းရှိရင်တနေ့တိုက်ပွဲဖြစ်မယ်ဆိုတာသိကြတယ်လို့တွေးထားပြီးသားပါ။ထင်ထားတဲ့အတိုင်းပဲမနေ့ကတိုက်ပွဲတွေဖြစ်ကြတယ်စစ်တပ်ဘက်ကအကြမ်းဆုံးများလို့နေမယ်ညနေ9:00ဘိုင်းလောက်မှာတော့ လေရင်သုံးစီးနဲ့ဘုံလာချတာအလုံးကြီးတွက်တော့အများကြီးပဲလူတွေတိတ်ဆုံးမှုကတော့ကျွန်တော်တို့တွေမျိုးတွေပြန်မဝင်ရသေးလို့အတိအကျမသိရသေးဘူးလို့စားတော်မျိုးကစစ်ပေးဆောင်တအုပ်ကပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုကိုမြင်းကြံခိုင်တိုင်ရန်ခေါ်0ပျောက်ကြားတပ်ဖွဲ့နဲ့ဒေသပြည်သူကာကွယ်တပ်ဖွဲ့များကပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မိုးမိတ်မြို့မှာရှိတဲ့တောင်ကိုင်းဖုန်ကြီးကျောင်းကိုအကြမ်းဖက်စစ်ကောင်စီကလေကြောင်းနဲ့ဘုံကျက်ဖြတ်စီးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ10ရက်နေ့မှာအကြမ်းဖက်စစ်ကောင်စီကမိုးမိတ်မြို့ကိုလက်နက်ကြီးများနဲ့ပစ်ခတ်ပြီးတဲ့နောက်112လေရင်နဲ့ဘုံဒီအလုံး60ကျဲချတိုက်ခိုက်ခဲ့ပြီးတော့တောင်ကိုင်းဖုန်ကြီးကျောင်းကိုဘုံဒီများကြားရောက်ပောက်ကွဲခဲ့ပြီးစွန်းစားဆောင်ထိခိုက်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။လက်နက်ကြီးတွေနဲ့ပစ်ပြီးတော့112လေရင်ခေါ်ပြီး ဘုံသီးတွေအလုံး60လောက်ရှိတယ်ဗျာမုံမိတ်မြို့တဲကိုအရင်ချတာပါလို့တော်လိုင်းထောက်ဖို့တူကပြောပြထားပါတယ်အဲ့ဒီတောင်ကင်ဖုန်ကြီးเจ้าဟာရခင်ကအကြမ်းဖက်စစ်ကောင်စီတပ်သားများဝင်ရောက်တပ်ဆွဲခဲ့တဲ့နေရာဖြစ်ပြီးတော့เจ้าမှာเจ้าထိုင်နေတဲ့ဆရာတော်များဟာလည်းစစ်ဘေးတိမ်းရှောင်သွားကြတဲ့အတွက်ထိခိုက်သူတော့မရှိဘူးလို့သိရပါတယ်ဒီကနေ့ဇူလိုင်လ23ရက်နေ့မှာလေမုံမိတ်မြို့မှာအကြမ်းဖက်စစ်ကောင်စီနဲ့တော်လိုင်းတပ်ဖွဲ့တွေကြားတိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုး မြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ